ကျွန်တော်တို့ဒီမွေဖွားတော့မိတ်ဆွေအားလုံးမင်္ဂလာပါ2025 April တလတာအတွက်တေရော့ကပြောတဲ့ကံကြမ္မာကတော့2025 April တလတာအတွင်းမှာတနင်္ဂနွေသားကြီးများရရှိတဲ့နမိတ်ကတော့ဘုံကြီးဆိုတဲ့ကပ်ပြအဲ့တော့ April ထဲမှာတနင်္ဂနွေနေ့မွေဖွားတော့မိတ်ဆွေများအားလုံးအလူတန်းကိစ္စဘာသာရေးကိစ္စတွေအရင်ထက်ပိုပြီးတော့လောရလိမ့်မယ် Pride သူတို့ဘာအလုပ်တွေကူညီခြင်းဖြင့်ဟလာပျော်ရွှင်တဲ့ တလကိုဖြတ်တန်းပါလိမ့်မယ်။အိမ်ဆောင်ရေးကံခြေရေးကံအားကောင်းပါတယ်။ငွေနဲ့ပတ်သက်ရင်လည်းအဝင်တော်ပါလိမ့်မယ်။အဲ့တော့ထွက်ထားတဲ့ငွေတွေလည်းပြန်ပြီးတော့ဝင်ကင်ရှိပါတယ်။ဒီလိုကာလမျိုးမှာမိတ်ဆွေပေါင်းစင်းနဲ့ပတ်သက်ရင်တော့အထူးသတိထားဖို့အရေးကြီးပါတယ်။အရန်ကာရောဘုရုမှာရမ်းမယုံပါနဲ့။နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့မိတ်ဆွေမျိုးကိုတွေ့ရတတ်ပါတယ်။အိမ်ဆောင်ရေးကံခြေရေးကံကလည်းအဆိုးဝါးကြီးမဟုတ်ပေမဲ့တခါတလေမှာသူတို့ဘာအလုပ်ကိုကူညီခြင်းအပြင်အခြေခံအိမ်တော်ရေးကံဟာညံ့သွားတတ်တယ်။ဘာကြောင့်လဲဆိုတော့ မိသားစုအတွက်ကြည်တာမဟုတ်ဘဲနဲ့သူများကိုကြည်ကျင်အားဖြင့်ကိုယ့်ရဲ့အိမ်အောင်ရှင်အိမ်အောင်ဘက်တွေဟာမနာလိုဖြစ်တတ်တယ်ဆိုတဲ့တလတာကိုပြတ်တန်းနေပါတယ်ဒါကိုတော့တနေ့ဝင်သားများအားလုံးသတိထားစီလိုပါတယ်ထီထိုးကံကန်ဆန်းမယ်ဆိုရင်ဒီတလအတွင်းမှာငါးတလုံးကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံဘက်ဖြစ်ထီထိုးပါကံကောင်းစေတဲ့အရာကတော့အစိမ်းအောင်ဖြစ်ပါတယ်ဒီတလအတွင်းမှာအားလုံးအဆင်ပြေချောမွေးဖို့ဆိုရင်အိမ်ဖျားမှာမုံလုံးရေပေါ့ ဆယ်လုံးမဲ့ဖះကိုစွန့်တော့ကပ်ပါကြံတဲ့ပူတဲ့ဟာတွေကိုဘေးမှာရှိတဲ့သူတွေကို အားလုံးလက်ဆောင်ဝေပေးခြင်းအပြင်ကျွေးမွေးအခန့်ကျွေးမွေးခြင်းသတုတိစာပေါ့မလုံးကြီးပေါ်သတုတိစာကျွေးခြင်းအပြင်တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးဧပြီလတလတာလုံးအားလုံးကံကောင်းပါလိမ့်မယ်ခင်ဗျာကျွန်တော်နဲ့ဓာတ်ရိုက်ပေးတဲ့မိဖို့ဆိုရင်၄၃လုံး၅၃လုံး၈၃ညာနှစ် Viber ဖွင့်ထားတယ်ပြီးရင် KB ဝေဖွင့်ထားတယ် ကိုသိကျင်တဲ့အကြောင်းအရာလေးကိုလှမ်းပြီးတော့ဆက်သွယ်ပါပြန်ပြီးတော့မဆက်သွယ်လို့ရှိရင်လည်းစိတ်မဆိုးပါနဲ့လို့တခါတည်းပြောပြစေအဲ့တော့ဒရင်ရီမွေးဖွားသောမိတ်ဆွေများဧပြီလဒကြံကာလမှာအေးချမ်းစွာဖြင့်ပျော်ရွှင်စွာဖြင့်မိသားစုအားလုံးငြိမ်ငြိမ်ချမ်းချမ်းဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာတန်ရီမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွင်းတလနေ့မွေးဖွားသောမိတ်ဆွေများရရှိတဲ့နမိတ်ကလေးက The Star ဒူဝင်ကျဲခေါင်းကင်တမွတ်ကျဲကိုစွတ်မယ်ဆိုတဲ့နမိတ်မျိုးကိုဆိုလိုတာပါအဲ့တော့ဒီဒူဝင်ကျဲဆိုတဲ့ကပ်ပြားဟာအကောင်းနဲ့ဆိုဆိုရင်ဒန်လန်နေမူပါသောမိတ်ဆွေများကောင်းတယ်နာမည်ဂုံသိက္ခာတွေဂုံတရင်တွေတူးတက်မယ်ဆိုတဲ့တလားကိုဖြတ်တန်းနေပါတယ်အလောက်ကန်အစဉ်ပြေမယ်ငွေကြီးအစဉ်ပြေမယ်သူတို့ဘာရှိဟာအကူညီကောင်းထောက်ပံ့ကောင်းရဲ့လဲရမယ်နောက်ပြီးတော့အခြေခံအင်တော်ရေးကံလဲကောင်းပါတယ်အဲ့မှာသတိထားစရာအကြောင်းရှိတာ ပစ္စည်းတခုကိုလိုချင်တယ်အိမ်တော်ဘက်ပဲဖြစ်ဖြစ်ချစ်သူကြီးသားပဲဖြစ်မရလို့နည်းနည်းစိတ်ဆိုးစိတ်ကောက်တာလေးတွေတော့တတိထားစီလိုပါတယ်ဒီလိုကာလမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်ခုနှစ်တလုံးတည်းကိုအပိုင်ကင်ပြီးတော့ဒဏ္ဍာနေမွေးဖွားသောမိတ်ဆွေများကံကောင်းမဲ့အောင်မလေးထီနံပတ်ဖြစ်ထီထိုးပါကံကောင်းစီသောအယောင်ကတော့နီးညူအောင်ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စပေါ်လာရင်အိမ်ဖျားမှာတောက်တော်ရေးအေးအေးလေး လူချင်းအားဖြင့်ရေလူချင်းအားဖြင့်အိမ်ပြားမှာဆိုတဲ့တောက်တော်ရေလူမယ်နောက်ပြီးတော့မိတ်ဆွေအပေါင်းအသင်းတွေတကယ်ရေငတ်နေတဲ့သူလည်းဘုန်းကြီးယဟန်ကိုရေသန့်ဘူးလူချင်းအားဖြင့်လည်းအတလနေမူပေါ်တော့မိတ်ဆွေများတလားလုံးအေဂျင့်စွာဖြတ်သန်းနိုင်ပါလိမ့်မယ်အဲ့တော့ဒီဧပြီလတလအတွင်းမှာတကယ်လို့အလူတန်းလုပ်ချင်တယ်ဆိုရင်အေးသောအရာဆိုတာကျွန်တော်တို့ရွှေရင်အေးတို့မုတ်လက်ဆောင်တို့စသဖြင့်ရေခဲပါတဲ့မုတ်တစ်မျိုး သတို့ဒီစာကျွေးမွေးဧခံခြင်းအပြင်ဧပြီလတလတာလုံးမှာအေးချမ်းစွာဖြတ်သန်းနိုင်ပါလိမ့်မယ်။အဲတော့ဒေလနေမွေးပါသောမိတ်ဆွေများအားလုံးတကြံတွင်းမှာပျော်ပျော်ရွှင်ရွှင်နဲ့အလှူဒန်းတွေများများလုပ်နိုင်ကြပါစေ။အေးချမ်းကြပါစေ။တကြံရင်နဲ့တူညံ့ခိုက်တဲ့အားလုံးကင်းစင်လို့ကြောက်ပြီးတော့ဒီ2025တနှစ်တာလုံးလည်းအေးချမ်းကြပါစေလို့ပြင်ခံနေမွေးပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ။2025ဧပြီလတလတာအတွက်အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေတို့ရရှိတဲ့နမိတ်လေးကတော့ Justice ဆိုတော့ညညွတ်ခြင်းမျှတခြင်းဆိုတဲ့ကပ်ပြားလေးတဲရော့ကတ်ကနမိတ်ရပါတယ်အဲ့တော့ညညွတ်ခြင်းမျှတခြင်းဆိုတာအင်္ဂါနေ့မွေးဖွားသောမိစေများအားလုံးဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုယ့်ဘက်ကဒီမှန်မှန်ကန်ကန်ဆုံးဖြတ်ပေးဖို့လိုတယ်မှန်မှန်ကန်ကန်တိဖို့လည်းလိုတယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ်စောင့်တဲ့ဒီကိုယ်စောင့်ရှောက်ပြီးတဲ့ပုဂ္ဂိုလ်တွေတလာလုံးစောင့်ရှောက်ပါလိမ့်မယ်အဲ့ဒါလိုမဟုတ်ဘဲနဲ့မှားတာကိုမှားမှန်တိနေပါလျက်နဲ့အဲ့အမှားပဲလိုက်ပြီးတော့ဘာနဲ့တူလဲဆိုလို့ရှိရင်ငွေမျက်နှာနဲ့လူတို့ဒီအမှန်တရားနဲ့မှာ ငွေမျက်နှာကိုလိုက်သွားလို့ရှိရင်တော့ဒါရင်ကနေမူဖောက်တော့မိတ်ဆွေများပြတ်တယ်ဆိုတဲ့နမိတ်မျိုးဆိုတာเนาะဒါဆိုရင်ကျွန်တော်တို့ဒီကပ်ပြားရဲ့နမိတ်ကတော့အကောင်းထဲမှာပါတယ်ဒါပေမဲ့ကိုဘကမှန်ဖို့အရေးကြီးတယ်မှန်တာကိုမှန်ဖို့မှားတာကိုမှားတယ်လို့ပြောရဖို့တတိရှိရရှိရမယ်ဆိုတဲ့နမိတ်မျိုးဖြစ်တယ်အဲ့တော့ငွေကြေးကိစ္စအစဉ်ပြေမယ်မှန်ဖို့လိုတယ်ခြေရေးကိစ္စအင်တော်ကြီးကိစ္စလည်းအစဉ်ပြေမယ်မှန်ဖို့လိုတယ်အလုပ်ကိစ္စတွေလည်းအားလုံးအောင်မြင်တိုးတက်မယ်အဲ့တော့အားလုံးနဲ့ပတ်သက်ပြီးတော့ချင့်ကျင်ဖို့လိုတယ်ဆိုတော့နားလည်ပြီးပါအဲ့တော့ ်ဒီလိုဂိမ်းမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်တစ်တလုံးတည်းကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါနေထီနံဘက်ဖြစ်ထီထိုးပါကန်ကောင်းမဲ့အယောင်ကအစင်းရောင်ငိညိုရောင်ဖြစ်ပါတယ်ဒီလိုကာလမျိုးမှာအင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဘာပဲလှုပ်လှုပ်အစဉ်ပြေချောမွေးဖို့ဆိုရင်ဒီဧပြီလတစ်လလုံးမှာသရုတိစာအလှလုံးမယ်ဆိုလို့ရှိရင်အေးတဲ့အရာမဟုတ်လို့ကျွန်တော်တို့ရွှေရင်အေးတော်လကောင်းမုတ်လက်ဆောင်တော်လကောင်းအိမ်ဖျားမှာလည်း လူမဲ့ပြီးရင်ဘေးပတ်ပတ်လေလည်းအေးလေးတွေပေါ့နော်ဒါဇဒုတီစာပြုလုပ်ခြင်းအပြင်အင်္ဂါနေ့မူပါသောမိတ်ဆွေများကုသိုလ်တရားလည်းရမယ်။ဣဗရလတလတင်မဟုတ်ဘူး၂၀25တနှစ်တာလုံးလည်းအေးချမ်းစွာဖြတ်သန်းနိုင်မယ်။အဲ့တော့အင်္ဂါနေ့မူပါသောမိတ်ဆွေများဣဗရလ၂၀25စကြံတလလုံးအလူတန်းနေများများစွာပြုလုပ်ပြီးတော့မိသားစုလိုက်ပျော်ရွှင်အေးချမ်းရပါစေ။စကြံရင်နဲ့အတူအညံ့နေကင်းစင်လွင့်ပြောက်ပြီးတော့၂၀25တနှစ်တာလုံးကောင်းကျိုးချမ်းသာတွေရကြပါစေဗျာ။ ဘုံထုနေမှုပေါ်တော့မိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဧပြီလတလတာအတွက်ဘုံထုနေမှုပေါ်တော့မိတ်ဆွေများရရှိတဲ့နမိတ်ကလေးကတော့ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့နမိတ်ကလေးရရှိပါဒါဆိုရင်ဘုံထုနေမှုပေါ်တဲ့မိတ်ဆွေတွေအားလုံးဟာဧပြီလထဲမှာအလုံးမရှိဘူးဆိုရင်အလုံးပြန်ရပါလိမ့်မယ်ပတ်စံမရှိဘူးဆိုရင်ပတ်စံတွေပြန်ဝင်ပါလိမ့်မယ်ဟာကိုယ့်ရဲ့ကုန်သိက္ခာတွေကိုယ့်ရဲ့ဒီဖြစ်ခြင်းတဲ့အကြောင်းအရာတွေအရင်ကမဖြစ်ခဲ့ဘူးဆိုရင်ပြန်ဖြစ်မယ်အဟောင်းကြီးပြန်လိုအပ်တတ်တယ် ဆိုတဲ့နမိတ်မျိုးပြန်ဖြစ်မယ်ဆိုတဲ့နမိတ်မျိုးကိုဆိုပါတယ်အဲ့တော့ငွေနဲ့ပတ်သက်ရင်အရင်တော့ကုန်ထတာပြန်ဝင်မယ်ခြေကိစ္စအင်တော်ကြီးကိစ္စဆိုလို့ရှိရင်လည်းအရင်တော့ကစိတ်ညစ်ထတာတွေအားလုံးပြန်ပြီးတော့ဧပြီလမှာပြန်အဆင်ပြေပါလိမ့်မယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအရင်တော့ကဟလာကိုအကူအညီမရဘူးဆိုရင်ဧပြီလထဲမှာဘုရုနဲ့မူပါသောမိစေများတေချာပေါက်ကျွန်တော်အခုညီကောင်းရပါလိမ့်မယ်။နာမည်ကုန်သတင်းတွေတိုးတက်မယ်။မိကောင်းဆွေကောင်းဆိုတဲ့နေရာမှာအဟောင်းတွေပြန်ပြီးတော့ပြန်ချိတ်ဆက်ရတတ်တဲ့ဟော ဆွေမျိုးသားချင်းနဲ့လည်းပြန်ဆောင်တတ်တယ်။ကောင်းသောနမိတ်ပါဒါတွေကဘုံနဲ့မွေးပါသောမိစေများထီထိုးကန်ဆန်းမဲ့ဆိုရင်နှစ်တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကံကောင်းမဲ့အောင်ပါလေချီနံဖက်ပြစ်ထီထိုးပါ။ကံကောင်းတဲ့အယောင်ကအဖြူရောင်ဖြစ်ပါရဲ့။ဘယ်ကိစ္စပဲဖြစ်ဖြစ်အရေးကြီးတဲ့ကိစ္စကိုကိုလုတ်ကျင်တဲ့ဆန္ဒတွေမြ мян ပြည့်ကျင်တယ်ဆိုရင်တဲ့ကျွန်တော်တို့ကိုယ့်ရဲ့ဆွေမျိုးသားချင်းဘိုးဘွားမိဘတွေကိုတည်ဆုံးသွားပြီးတဲ့ဘိုးဘွားမိသားမိဘတွေကိုရည်ရွယ်ပြီးတော့အလှလုပ်ပါတဲ့။တည်ဆုံးသွားပြီးသောသူများကို ေတ္တာဘူးအမြပေးပါအမြဝေပါတဲ့ဒါဆိုရင်ဗုဒ္ဓနေမူပါသောမိတ်ဆွေများတလားလုံးအေးချမ်းစွာဖြတ်သန်းပါလိမ့်မယ်အဲ့တော့ဒီဣဗရဏထဲမှာဗုဒ္ဓနေမူပါသောမိတ်ဆွေများဇရုတိစာခုနှစ်ရသာသမီကိုကျွေးမွေးအခမ်းကျင်းနေဆိုရင်အချွေအေးတဲ့အရာလေးတွေရွှင်အေးမုတ်လက်ဆောင်ဒါလေးတွေကျွေးမွေးခြင်းဒါပေမဲ့အဲ့ထဲမှာမှမဖြစ်မနေလောက်အောင်မှာကတော့မုတ်လုံးရေပေါ်ဆယ်လုံးကိုအိမ်ပြားမှလူပြီးကြံနဲ့ပို့တာတွေအကုန်လုံးကို ဝေငှခြင်းအဖြစ်လဲဘိုးဘူးနဲ့မူပေါ်တော့မိတ်ဆွေများဧပြီလထဲမှာပို့ပြီးတော့သူများထက်ကိုကန်ကောင်းပါလိမ့်မယ်အဲ့တော့ဒီလိုဂိမ်းမျိုးမှာအဲ့တော့အကောင်နဲ့အဆိုးဆိုရင်အကောင်ထဲမှာဖြစ်တဲ့တကြောင်မလို့ဟာလာဘုံထုံးနဲ့မွေးဖော်သောမိစေများအားလုံးပြောစရာဆိုးတဲ့အရာညံ့တဲ့အရာကိုပြောစရာပြောပွရာမရှိပါဘူးအဲ့တော့ကျွန်တော်နဲ့ဓာတ်ရိုက်ပေးရင်မေးမယ်ဆိုလို့ရှိရင်လေ၄လုံး၅လုံး၈လုံး၈ KB weight ဘိုင်ပါဖွင့်ထားပါတယ်ညံမှုစောက1000ဝက်တယောက်ကိုယူပါတယ် အချိန်ရရင်စင်ပြေလို့ရှင်ဟောပေးပါမယ်မအားတဲ့ကြားတွေကဟောပေးရခြင်းဖြစ်တယ်အကယ်၍ကျွန်တော်နဲ့ဆက်သွယ်လို့လို့ဘုံမကန်ဖြစ်တာအစဉ်ပို့ထတာမမြင်လို့ရှင်လည်းနားလည်ခွင့်လို့ပြေးစီလိုပါတယ်ဘုံထုနေမူပါသောမိစေများအားလုံး2025ဧပြီလတကြံတလတော့မှာအန္တရာယ်ကင်းစွာဘေးရှင်းစွာအေးချမ်းစွာဖြင့်မိသားစုဒီကိုမောင်နှမအားလုံးဆွေမျိုးသားချင်းတွေအားလုံးတိုင်းဝိုင်းတွေအားလုံးအေးချမ်းစွာဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ ဇာတာပတိနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါဇာတာပတိနေ့မွေးဖွားသောမိတ်ဆွေအတွက်ရရှိတဲ့နမိတ်ကလေးကတော့2025 April 1လအတွင်းမှာဒီတေရော့ကပ်ပြားရဲ့နမိတ်ကတော့ Matches လို့မော်ဝိဇ္ဇာဆိုတဲ့ကပ်ပြားလေးရရှိပါတယ်အဲ့တော့မော်ဝိဇ္ဇာဆိုတဲ့ကပ်ပြားဟာဇာတာပတိနေ့မွေးဖွားသောမိတ်ဆွေများဒီ April 1ထဲမှာအဆစအရရာသတိလီထားစီလိုပါတယ်တဲ့အရန်ကြီးအရန်ကာရောကြီးတွားပြီးတော့မယုံပါနဲ့တဲ့ ရင်းနှီးတဲ့မိတ်ဆွေအတိုင်းဝိုင်းဆွေမျိုးသားချင်းအရပဲကိုယ့်ကိုဒုက္ခပေးတတ်တယ်တဲ့အချီးငားတွေမလုပ်ပါနဲ့တဲ့ကိုဘကပေးကျင်တယ်ဆိုလို့ရှင်ချီးကျင်တယ်ဆိုလို့ရှင်လှူလိုက်တာအကောင်းတယ်နောက်မှပြန်ပေးမယ်နောက်ဒါလေးမှတ်ထားပါဆိုရင်အဲ့ပစံရမှာမဟုတ်တော့တခါတည်းလှူလိုက်တာအကောင်းတယ်မပေးကျင်လည်းမရှိဘူးလို့ဒါပြောလိုက်ပါအဲ့တော့ငွေကိစ္စနဲ့ပတ်သက်ရင်လှည့်ပြမှုခံရတတ်တယ်လူမှုရေးနဲ့ပတ်သက်ရင်လည်းအလေညာလေးတွေနည်းနည်းများတတ်တယ်အဲ့တော့အချီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တယောက်နဲ့တယောက်ကြားမှာဘာမှမဟုတ်ပဲနဲ့ ကိုယ်စကားလေးပြောဒီစကားလေးပြောအဲ့စကားလေးတွေအားစားရံများစရာလေးတွေပေါ်ပေါ်နေတယ်အဲ့တော့ဒါတွေကစိတ်ညစ်ရမယ့်အရာတော့မဟုတ်ပါဘူးတယောက်နဲ့တယောက်ညှိနှိုင်းတိုင်ပင်လို့ရရတယ်လို့ပြောလို့ရတာပေါ့ဆိုတော့အကောင်းဆုံးကတော့တယောက်နဲ့တယောက်ပြုံးပြင်းလင်းလင်းတိုင်ပင်လို့ရှိရင်တော့ကျန်တာပရင်းနေလူပေါ်သောမိတ်ဆွေများအားလုံးအဆင်ပြေချောမွေးပါလိမ့်မယ်အဲ့တော့ဒီလိုကာလမျိုးမှာထီထိုးကန်စမ်းမယ်ဆိုရင်တက်တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်အဖြစ်ထီထိုးပါကန်ကောင်းစေသောအရာဝန်အမိအောင်ရဲရဲလေးဖြစ်ပါတယ်အဲ့တော့ ခီးထွက်မယ်ဆိုလို့ရှိရင်ထွက်လို့ရတယ်အနဲ့ရောင်ရှောင်းပါအဝါရောင်ဆောင်သွားပါတယ်ဒီကာလမျိုးမှာဘယ်ကိစ္စပဲဖြစ်ဖြစ်အဆင်ပြေချုံးဝေးဖို့ဆိုရင်အိမ်ဖျားမှာပန်းစီမီရေချမ်းလှူချင်းအဖြစ်ဒါဒီတပတ်ဟိုဒီတလအတွင်းမှာဣဗရလတလအတွင်းမှာဂျာသာပတိနေမွေးဖွားတော့မိတ်ဆွေများအဆင်ပြေပါလိမ့်မယ်အလူတန်းလုံးမယ်ဆိုလို့ရှိရင်တော့တဲ့သရုတိစာခொနည်းသားသမီးကိုကျွေးမွေးအပ်ခံမယ်ဆိုရင်တော့ မုတ်လုံးကြီးပေါ်ဆယ်လုံးကိုအိမ်ပြားမှာစွန့်တော့ကံကြံတဲ့ပူတဲ့ဟာတွေအလုံးရက်ွက်ထဲမှာရှိတဲ့ကလေးတွေရောလူကြီးတွေရောအကုန်လုံးဝေပေးလိုက်ပါတယ်အထုပ်လေးနဲ့ဝေပေးရင်ပိုကောင်းတာပေါ့နော်အဲ့တော့အကယ်၍အေးချမ်းမှုတွေရကြတယ်ဆိုရင်ရွှေရင်အေးရေခဲပါတဲ့အေးပါတဲ့အရာလေးတွေကိုဟလာသရုတိစာကျွေးမွေးအခါမှာဒါဆိုရင်တော့ကြာစာပတိနေမွေးဖွားသောမိတ်ဆွေများပူပြီးတော့ဘုန်းကံတွေတက်မယ်ဇာတာတွေတက်မယ်အကောင်းဆုံးကတော့နှစ်ဆန်းတည်နေကြရင်တော့ခေါင်းစည်းမင်္ဂလာတော့တေချာလေးလုပ်ပေးပါအညံ့နေအားလုံးပူပြီးတော့ပြေပြောက်သွားဖို့ပေါ့ ခေါင်းစည်းမင်္ဂလာနဲ့ပတ်သက်တာလုပ်ရင်တော့ပို့ပြီးတော့နမိတ်ကောင်းပါလိမ့်မယ်။အဲ့တော့ဂျာသာပတိနေ့မွေးဖွားသောမိတ်ဆွေများအားလုံး2025ဧပြီလမှာအေဂျန်စွာဖြင့်တကြံရင်နဲ့တူဟလာအညံ့ခိုက်တွေကင်းစင်လွတ်ပြောက်ပြီးတော့နှစ်သစ်ကိုလည်းအေဂျန်စွာဖြတ်သန်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ။တောက်ကြနေမွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ။2025ဧပြီလတလားစာမှာတောက်ကြနေမွေးဖွားသောမိတ်ဆွေများရရှိတဲ့နမိတ်ကကံကြမ္မာလှဲဘိန်းဆိုတဲ့နမိတ်လေးရရှိပါတယ် အဲ့တော့ဧပြီလတစ်လထဲမှာတောက်ကြသားသမီးများအားလုံးငွေကန်ကောင်းမယ်ပျော်ရွှင်တဲ့ပြီးတွေထွက်ရမယ်။နောက်အလုတ်ကန်ကောင်းမယ်အချီးကန်အိမ်တော်ကြီးကန်ကောင်းမယ်။ဧပြီလထဲမှာထူးထူးခြားခြားအလှူတန်းတွေလည်းလုပ်ရပါလိမ့်မယ်။ကန်ကောင်းမယ့်အောင်ပါလီဒီနံပါတ်ကတော့1နဲ့3ညနှလုံးထဲမှာတစ်လုံးလုံးကိုပိုင်ခံပြီးတော့ကန်ကောင်းမယ့်အောင်ပါလီဒီနံပါတ်ဖြစ်ဒီလိုပါ။ကန်ကောင်းစီတဲ့အယောင်ကအဖြူအောင်ဖြစ်ပါတယ်။ဧပြီလတစ်လထဲမှာတောက်ကြနေမျိုးပေါ်သောမိတ်ဆွေများ ဘယ်ကိစ္စပဲဖြစ်ဖြစ်အစဉ်ပြေချုံးမွေးဖို့ဆိုရင်မုတ်လုံးကြီးပေါ်ဆယ်လုံးကိုပကံများထဲမှာထည့်ပြီးဖះဆုံတော့ကပ်ပါပူတဲ့ကိုယ့်အိမ်မှာလုပ်တဲ့မုတ်လုံးကြီးပေါ်လို့အိမ်လေးလိုက်ပြီးတော့ဝေငှလိုက်ပါဒါအပြင်ရွှင်အေးတို့မုတ်လက်ဆောင်တို့နောက်ပြီးတော့အေးတဲ့အေးတို့စရုတီစာပြုလုပ်ခြင်းအပြင်လည်းအလှူလုပ်ခြင်းအပြင်လည်းတောက်ကြနေမွေးဖွားသောမိတ်ဆွေများ2025တနှစ်တာလုံးတည်တောင်ကံကောင်းနိုင်ပါတယ် တောက်ကြနေမူပါသောမိတ်ဆွေများအားလုံး2025နှစ်တက်ကူဧပြီလကနေစပြီးမြန်မာနှစ်တက်ကူလဒီလကနေစပြီးတော့တနှစ်တာလုံးဒကြံတွင်းမှာလည်းဒကြံရည်ဖြင့်အညံ့ခိုက်တွေကင်းစင်လွတ်ပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးတော့လူနိုင်တန်းနိုင်ပါစေဘာသာသာသနာကိုစောက်ရှောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာအနေနဲ့မူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ 2025 April လအတွက်စနေနေ့မူပေါ်သောမိတ်ဆွေများရရှိတဲ့နမိတ်က The Sun ဆိုတဲ့နေမင်းရဲ့သားတော်လို့နမိတ်ရပါတယ်။ကောင်းတဲ့နမိတ်နဲ့ဆိုးတဲ့နမိတ်ဆိုရင်ကောင်းတဲ့နမိတ်တွေမှာပါပါတယ်။ပျော်ရွှင်တဲ့ခီးတွေထွက်ရမယ်။အလူတန်းတွေလောက်ရလိမ့်မယ်။နောက်သားသမီးတွေ့တဲ့အကူအညီကောင်းထောက်ပံ့ကောင်းတွေသားသမီးကိုလှုပ်ပေးတာလည်းရတယ်။သားသမီးကလည်းကိုယ့်ကိုအကူအညီကောင်းထောက်ပံ့ကောင်းရပါလိမ့်မယ်။ငွေကြေးကံကောင်းမယ်။နောက်ပြီးတော့အလုပ်ကံကောင်းမယ်။ရွှေ့ပြောင်းကောင်းမယ်။အခြေခံအိမ်တော်ရေးကံလည်းအထူးပြောစရာမလိုပါဘူး။ ဘယ်ကိစ္စပဲဖြစ်ဖြစ်ကျွန်တော်တို့ကံကောင်းမှုဆိုလို့ရှိရင်ကလေးတွေကိုဟလာဂျွေမွေခြင်းအပြင်ဥမာမုံလုံးကြီးပေါ်တော့လကောင်းအေးတော့လကောင်းအချွေးတော့လကောင်းဒီပရနာတလာထဲမှာကလေးတွေကိုအလူလုပ်ခြင်းအပြင်စနေနေ့မျိုးပေါ်တော့မိတ်ဆွေပို့ပြီးတော့ကံကောင်းပါလိမ့်မယ်ထီထိုးကံစမ်းမယ်ဆိုရင်တော့ကိုတလုံးထဲကိုအပိုင်ခံပြီးတော့ကံကောင်းမဲ့အောင်ပါလိမ့်ဒီနံပါတ်ဖြစ်ထီထိုးပါကံကောင်းစီတဲ့အကြောင်းကအပြာရောင်ဖြစ်ပါတယ် ရဇလင်းနေမူပါသောမိတ်ဆွေများဒကြံတွင်းမှာလဲဒကြံရည်ဖြင့်အေးချမ်းစွာအန္တရာယ်ကင်းစွာဖြတ်သန်းပြီးတော့2025တနှစ်တာလုံးလဲနှစ်သစ်ကူကနေတနှစ်တာလုံးလဲငွေကြေးလူမှုရေးစီးပွားရေးအိမ်တွေးအိမ်ဆောင်ရေးအခြေအနေတွေအားလုံးအေးချမ်းစွာအောင်မြင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျာ။